လူတယောက်ကလူဖြစ်လာတဲ့အချိန်မှာကိုကိုကိုတကယ်လူဖြစ်ပြီလားလို့စဉ်းစားကြည့်ရင်ရဲရင်ဖြေဖို့ခက်တယ်။တကယ်လို့ကျွန်တော်ဟာအသက်70သားလောက်မှာများတည်ခဲ့ရင်ကုသိုလ်အကုသိုလ်ခွဲမသိဘူး။အသိဉာဏ်နဲ့နေထိုင်သူမဟုတ်ဘဲနဲ့တည်ဆုံးတာကြောင့်ကျွန်တော်ကလူဖြစ်တယ်လို့ပြောလို့မရဘူး။ မနေ့မနေ့အိပ်ရထားလို့ငှက်ကလေးတချင်းဆိုလိုက်တာကိုကြည့်ပြီးလူတွေကကြင်ကြည်နူးကြတယ်ငှက်ကလေးတွေဘဝပြောစရာကောင်းလိုက်တာပတ်စံလဲရှာစရာမလိုဘူးငှက်တွေမှာစစ်ပွဲတွေလည်းမရှိဘူးကြည်စမ်းပါဦးငှက်တွေစစ်ပွားရှာစရာလည်းမလိုဘူးငှက်တွေမှာနန်းနမိတ်လည်းငါတို့မှာမတ်ပုံတွေလည်းမလို့လောဝကယုံလည်းမလို့ရဲစခန်းလည်းမရှိဘူးတဏှာလည်းမရှိဘူးတိတ်ကောင်းတာပဲလို့ကျွန်တော်ငငယ်ရတွေးဘူးတယ် ဒီလိုပန်းကလေးတွေကိုကြည့်ပြီးလဲစာရေးဆရာပြီးပြီးစိတ်ကူးရင်မူတယ်ပန်းကလေးဖြစ်ရင်သိကောင်းပါပဲကွာဘာကြောင့်လဲဆိုတော့ပွန့်ပါကလေးကနုညံ့လို့သူ့ဘမှာလာပြီးနားတာကိုလက်ပြလေးပဲနားနာဘရုံးလေးပဲနားနာမငင်းဘူးခြေစမ်းမောင်ရန်တန်လေးလည်းရှိတယ်ပန်းလေးဖြစ်ရင်သိကောင်းပါပဲအဲ့ဒီအတွေ့မျိုးတွေရှိခဲ့မှုတွေစာတပ်ပေတဲ့ဆရာသမတော်တွေနဲ့တွေ့တဲ့အခါကိုကလည်းမနေနိုင်ပဲဖွင့်ပြောတော့ဆရာသမတော်များကပြုံးတယ် လူအဖြစ်တဲ့ကောင်းတာဘာရှိသေးလို့တုံး